လောကမှာပစ္စည်းဥစ္စာတွေကုန်နေဆိုတာနီလန်း၃မျိုးရှိတယ်တဲ့ကုန်ကုန်ကုန်နီ၃မျိုးရှိတယ်တဲ့နံပါတ်၁စာကေနပေကန်းစွန်ကျဲလှူဒန်းခြင်းကြောင့်ကုန်သွားတာရှိတယ်တဲ့နံပါတ်၂ပရိဘောကေနမိမိ၃လိုက်လို့ဝဲလိုက်ချမ်းလိုက်လို့၃ဆောင်လိုက်လို့ကုန်သွားတာလည်းရှိတယ်တဲ့ နံပါတ်3ဖြတ်တနေနာအမျိုးမျိုးသောအကြောင်းတရားတွေကြောင့်အပျက်စီးခြင်းပဲနဲ့ပျက်စီးသွားတဲ့အနေအထားတွေကြောင့်ကုံသွားတာလည်းရှိရေမျောလို့မီးလောင်လို့ပြည်သူပိုင်းတိမ့်လိုက်လို့သခိုးသမားကတော့တိုက်ခိုက်ခိုးယူသွားလို့အစားရှိသဖြင့်ပျက်စီးခြင်းအကြောင်းတရားတမျိုးမျိုးကြောင့်ကုံခန်းသွားတာလည်းရှိတယ်ပစ္စည်းဥစ္စာကုန်ခန်းပုံကုန်ခန်းဒီ၃မျိုးပေါ့နော် လူလိုတန်းလိုပေးလိုကမ်းလိုကုံရတာရှိတယ်။အဝဲလိုချမ်းလိုသုံးဆောင်လိုကုံရတာလည်းရှိတယ်။အမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ပျက်စီးမှုတွေနဲ့တွေ့ရကြုံရလိုကုံခန်းသွားတာလည်းရှိအေးတဲ့။တေတံပထမခယောဝပတ္တထောဓမ္မတသိနာအဲ့ဒီကုံခန်းခြင်း၃မျိုးထဲမှာလူလိုတန်းလိုပေးလိုကမ်းလိုကုံရတဲ့ကုံခန်းခြင်းဖြစ်တဲ့ပထမကုံခန်းခြင်းမျိုးကိုတန်းလဲ တရားသိမြင်တော့မွေးရတယ်ဘုရားရှင်ကိုရမျက်ကြီးတွေကချီးမွမ်းကြတယ်ဟုတ်လားစဉ်းစားကြရကောင်းတယ်နော်အဲ့တော့ဦးဇင်းတို့ဒီဒီအကြောင်းအရာလေးကိုအခြေခံပြီးတော့ဥစ္စာပစ္စည်းဆိုတာတနည်းနည်းသော အကြောင်းတရားနဲ့တော့ပြကြရမှာပါမိမိမသေးခင်မှာလည်းပဲအကြောင်းမျိုးမျိုးကြောင့်ကုံသွားတာပြက်သွားတာကိုတွေ့ရနိုင်တယ်နောက်ဆုံး မိတို့ရဲ့ကံတရားကအလွန်ကောင်းလို့ခန္ဓာကိုယ်မပြည့်စည်ခင်မှာဥစ္စာပြည့်စည်တယ်မပြည့်စည်ဘူးဆိုအောင်တော်မှာဒီခန္ဓာအသက်ပြည့်ပြီဆိုတာနဲ့ကိုယ်ရှားပွေးထားတဲ့ကိုယ်ပိုင်ဆိုင်တယ်လို့ထင်ရတဲ့ကိုယ်ဥစ္စာပြည့်စည်တယ်ဟာကိုယ်နဲ့မှမမဆိုင်တော့ဘူးအဲ့ဒီကြရင်တော့မရဏမီလောင်တဲ့အတွက်ကြောင့်ပိုင်ဆိုင်တယ်မြတ်ပတ်သက်တဲ့မြတ်အရာအလုံးဟာပြည့်စည်သွားပြီဟုတ်လားဒါကြောင့် တနည်းနည်းနဲ့တော့ဥစ္စာပစ္စည်းဆိုတာကုန်ခန်းရလိမ့်မယ်ပျက်စီးရလိမ့်မယ်ဘလုံးမရှောင်လို့မရဘူးเนาะအဲ့ဒါလိုကုန်ခန်းသွားခြင်းနေမျိုးစုံနေမှာလူလူတန်းလို့ပေးလို့ကန်းလို့ကုန်ရတဲ့အကုန်ကတော့အလွန်တန်ဖိုးရှိတယ်လို့ပြောတာတွေးကြည့်လိုက်တိုင်းလည်းပဲပီတိဖြစ်ရတယ်မိမိရဲ့လူတန်းမှုကိုအကြောင်းပြုပြီးတော့ တခြားသောတတ္တဝါတွေလည်းချမ်းသာရရကြရတယ်အဲ့ဒါကိုကြည့်ပြီးတော့လည်းပဲစိတ်ထဲမှာမုံမြတ်တဲ့အတွေးအကြံတွေဖြစ်ရတယ်မုံမြတ်တဲ့ကောင်းမှုဖြစ်တဲ့အတွက်ကြောင့်ဘဝတန်လျာတစ်လျှောက်လုံးလည်းပဲကောင်းကျိုးချမ်းသာကိုပြေးမယ်ဆိုတဲ့အနေအထားမျိုးနဲ့ကမ္မပစ္စည်းရတ္တိအနေနဲ့ကိုယ်ခန္ဓာတန်တန်အစင်မှာကိန်းနေတယ်ဆိုတဲ့အနေအထားလေးတွေကိုတွေးကြည့်မယ်ဆိုရင်လည်းပဲအလုံးမမုံမြတ်တယ်ဆိုတာမသိနိုင်ဘူးလားသိနေတော့ ဒါကြောင့်တရားတိကြတဲ့ဘုရားရှင်ကိုရောမြတ်ကြီးတွေဟာဂုံခန်းချင်းသုံးမျိုးထဲမှာလှူလို့တန်းလို့ပေးလို့ကမ်းလို့ဂုံရတဲ့ပထမဂုံခန်းချင်းမျိုးကိုသာလေကြီးမွမ်းကြတယ်လူဂုံ၃ဂုံပျက်စီးဂုံအဂုံ၃မျိုးရှိ၃မျိုးရှိရာလူဂုံသာမြတ်စွာဘုရားကြီးမွမ်း၏ဆောင်းပုံလေးကကောင်းတယ်နော်လူလိုကုံနာရဲ့သုံးလိုကုံနာရဲ့ပျက်စီးလိုကုံနာရဲ့ကုံရင်း၃မျိုးရှိတယ် လူကုံ၃ကုံပျက်စီးကုံအကုံ၃မျိုးရှိ၃မျိုးရှိရာလူကုံသာမြတ်စွာဘုရားကြီးမွန်ဤလူလုံးကုံနဲ့အကုံကိုမြတ်စွာဘုရားကြီးမွန်နေတော့ဒါနဲ့ဆက်ပြီးတော့ဦးဇင်းတို့ရောစရာအလွန်ကောင်းတဲ့ဒေသနာလေးတစ်ခုသာခာတာဝကတန်ရုပ်ပါဠိတော်ထဲမှာဒုတိယအပုတ္တကသုတ်တံဆိုပြီးတော့ကောသလမင်းကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတစ်ပုဒ်ကိုအချင်းချုပ်ပြီးတော့ပြောကြည့်တယ် ခတပါမာဘုားရှင်ကိုမြတ်ကြီးဇေတဝန်ကြောင့်တိုက်တော်မှာသတင်းသုံးတော်မူလေတော့ဒီနေ့နေကူကျဲကျဲကြီးမှာကောသလမင်းကြီးရောက်လာရောက်လာတော့မြတ်စွာဘုရားကဒီကဤနေကပူပါပြီးတဲ့ ਨੇ ဘလို့အကြောင်းကြောင့်ရောက်လာတာတုံးလို့မေးပြီးတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်မြို့ထဲမှာအမွေခံသာသမီတယောက်မှမရှိတဲ့ နော်အာဃာနုကအလွန်ချမ်းသာတဲ့တတိတယောက်သေသွားတာဥစ္စာပစ္စည်းတွေအကုန်လုံးကဘယ်သူမှအမွေဆက်ခံမဲ့လို့မရှိအဲ့ဒါတွေကို နန်းတော်ကိုယူရတယ်မင်းဗန္ဓာအဖြစ်နဲ့သိမ်းရတယ်ဥစ္စာပစ္စည်းတွေကလည်းအလွန်မှများတယ်တဲ့ရွှေကြီးတဲ့ကိုပဲသိမ်းတရာလောက်ရှိတယ်လောက်ထိများလဲဆိုရင်ခုနှစ်ရက်တီးတီးလဲနေတဲ့တိုက်တာနန်းတော်ကိုပို့ရတာ ခုနှစ်ရက်တည်တည်အဲ့ဒါမင်းကြီးကတအံတော်ဆက်ပြီးတော့မြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရားတဲ့ဒီလောက်ပေါ်များဒီလောက်ချမ်းသာပြီမေလို့အဲ့ဒီတထေးရဲ့အဖြစ်ကအံ့ဩစရာကြီးသူဘလို့စားလဲဆိုလို့ရှိရင်ဇကွဲထမင်းပုတ်ရင်ဟင်းစံတောင်အကောင်းချင်မစားဇကွဲပဲချက်စားတယ်ဟင်းကဘာလဲဆိုတော့ပုံရင်ဟင်းလေနှစ်ခွမြောက်ဒါပဲထမင်း ဇဝတ်ထမင်းနဲ့ပုံရင်ဒါပဲစားတယ်ဝတ်တော့ဘလို့ဝတ်ကိုဝတ်လဲတဲ့နှစ်နံဇက်တောင်မှသူကသုံးနံဇက်ဟုတ်လားပိုက်ဆံလျှော်ရှင်းနဲ့ရက်တယ်အလွန်ကြမ်းတမ်းတဲ့ဝတ်ကိုဝတ်တယ်စောင်းတော့တစ်ရွက်သေးကိုပဲစောင်းတယ်သွားတရားလာတရားရှိလို့ရှိရင်ယထာအိုလေးကိုပဲခဏခဏဒါပဲစီးတယ်အိမ်မှာတော့အများကြီးရှိတယ်ဒါမဲ့သူဘာမှသုံးဆောင်တာမရှိဘူးအဲ့ဒါခုသေးပြီလဲဆိုတော့ အမွေခံသားသမီးရတယ်တယောက်မှမရှိတော့အကုန်လုံးဟာမင်းမန္တာဖြစ်ရတယ်အံ့ဩစရာကြီးအဲ့လိုမျိုးမြတ်စွာဘုရားကိုရှောက်တော့မြတ်စွာဘုရားတခါကြီးတဲ့ဒါအကြောင်းမိတ်အဲ့လိုဖြစ်တာမဟုတ်အကြောင်းတရားရှိတယ်အဲ့ဒီအကြောင်းတရားကဘာလဲဆိုတော့မြတ်စွာဘုရားတပ်ပြုတန်ညာနဲ့ကြည်ပြီးတော့အဲ့ဒီတထေးရဲ့ရှေ့တုန်းကအတိတ်ကအကြောင်းတရားကိုပြောပြတယ်ဘဝတစ်ခုတုန်းကအဲ့ဒီတထေးကအလွန်ချမ်းသာတဲ့တထေးတစ်ယောက်ပဲဖြစ်တယ်အဲ့တော့ဒီနေ့ ဘရင်ကိုခါသားမယ်ဆိုပြီးတော့နန်းတော်ကိုသွားတာလမ်းမှာတကရတိခီလို့အမည်ရတဲ့ပစ္စည်းကပေါ်တာအရှင်မြတ်ဘာနဲ့တွေ့ပြီးတော့စိတ်ထဲမှာကြည်လင်တယ်ကြည်ညိုတယ်ပေါ့နော်အဲ့ဒါနဲ့သူ့နောက်ကပါတယ်မင်းချင်းသူ့နောက်ကပါတယ်အခိုင်းအစီတယောက်ကိုမောင်ဟောဒီပစ္စည်းကပေါ်တာအရှင်မြတ်ကိုအိမ်ပြန်သွားအိမ်ရောက်လို့ရှိရင်တတိကတော်ကိုပြောလိုက်အလွန်မုံမြတ်တဲ့စွမ်းနေဟင်းတွေကိုတပိတ်နဲ့အကြည့်လောင်းလှူလိုက်ပါကြည်ညိုလို့ အဲ့ဒါနဲ့အခိုင်းအစီရောက်ကြရလဲပဲအင်းကိုအမြန်ဆုံးသွားပစ္စည်းကဘုရားရှင်မြတ်ကိုလည်းပင့်သွားအင်းရောက်တဲ့အခါကျတော့တတိကတော်ကြီးကိုခိုင်းတဲ့အတိုင်းပြောတော့တော့တတိကတော်ကြီးကလည်းပဲတော့တပိတ်ကိုနန္ဒာကြီးတွေပါတွေနဲ့ဆေးပြီးတော့တကယ့်ကိုကောင်းကောင်းမွန်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 မြတ်မြတ်တပိတ်နဲ့အပြည့်တော့ထောဘတမင်းတွေတပြွန်ဟင်းတွေအကုန်လုံးမွန်မွန်မြတ်မြတ်လောင်းလိုက်တယ်လှူလိုက်တယ်အဲ့ဒါနဲ့ပစ္စည်းကဘုရားရှင်မြတ်ကလည်းပဲစွမ်းအပြည့်ပါတဲ့တပိတ်ကိုပိုက်ပြီးတော့ပြန်ကြွလာတယ် ်ကြည့်ချင်တော့ရှင်မြတ်လည်းပြန်ကြွလာတယ်။ပတိကြီးကလည်းနန်းတော်ကနေအမှုကိစ္စပြီလို့ပြန်လာတယ်။လမ်းမှာတွေ့ရတယ်။တွေ့တဲ့အခါကျတော့ရှင်ဗျာတပည့်တော်အိမ်ကစွမ်းရင်တွေရခဲ့ရဲ့လား။ရခဲ့ပါလေတကား။အဲ့ဒါနဲ့တပည့်ကိုလှက်ကြည့်တယ်သူက။လှက်ကြည့်တဲ့အခါကျတော့တပည့်ထဲမှာအလွန်မှမုံမြတ်တာတွေကိုတွေ့ရတယ်။အဲ့ဒါလေးကိုလည်းတွေ့လိုက်ရမြင်လိုက်ရတော့သူစိတ်ကူးတွေကအမျိုးမျိုးပြောင်းသွားတယ်။စိတ်ကြောက်စရာတော့ကောင်းတယ်နော်။ပင်ကိုက နှမျောဝန်တိုတဲ့လောဘဓာတ်ခံတဲ့အခြေခံပါလို့နဲ့တူပါရဲ့လို့ဦးဇင်းကတွေးကြည့်တယ်။ဘလုံးကောင်းမွန်တဲ့ဒီဟာတွေလည်းမြင်လိုက်ရောသူဘလို့စဉ်းစားလို့ဆိုငါတော့ရှုံးပြီတဲ့ဒီပွဲမှာငါရှုံးသွားပြီ။လောကကစားပွဲတစ်ခုပဲ။အတုခံလေသူစားငါတော့ရှုံးသွားပြီ။တကယ်လို့လားဒီမွန်မြတ်တဲ့စွန့်နေရင်းတွေကိုငါအိမ်ကအခိုင်းစီတွေငါအိမ်ကကျွန်တွေကိုမြင်ကျွေးလိုက်ရမယ်ဆိုလို့ရှိရင်အဲ့ဒီလူတွေကဒီထမင်းတက်တဲ့အတွက်နဲ့ငါအတွက်အသက်စွန့်ပြီးတော့တောင်းမှာငါရဲ့အလုပ်တွေကိုလုပ်ကြမှာ။ ုဒီရှင်ရကဒါကိုစားပြောတုတ်တူအေးအေးဆေးဆေးနေမှာငါတော့ရှုံးသွားပြီစိတ်ထဲမှာဝမ်းမြောက်တဲ့စိတ်ကြည်နူးတဲ့စိတ်လားလားမလားနော်အဲ့ဒါအလွန်ကြီးကြီးတဲ့ချက်အပရစေနာချုပ်တဲ့အောင်ဝရစေနာဆိုတော့လုံးဝစွန့်ရည်တတိထက်တယ်အခုဦးဇင်းတို့စွန့်လို့ရှင်နေရောအလုံးသောယောဂီတွေရောဒါနာကောင်းမှုနဲ့မကင်းကြတဲ့ပုဂ္ဂိုလ်တွေနော်အပရစေနာရဲ့အကြောင်းကိုကောင်းကောင်းနားလည်ဖို့လိုတယ်ဟုတ်လား ပရစေနာချုပ်တဲ့ရင်ဘလို့ဖြစ်လဲပရစေနာပြည့်ရင်ဘလို့ဖြစ်လဲဆိုတော့ပြီးတော့နည်းနည်းပြောပါဟုတ်လားအဲ့ဒီအပရစေနာချုပ်တဲ့လို့ဒီတကရေးဟာပိုင်ဆိုင်မှုတွေပြည့်စုံမှုတွေအများကြီးရှိပါလက်ကဲနဲ့နော်သုံးဆောင်လိုတဲ့စိတ်မရှိဘူးဥပစေနာအလွန်ကောင်းမွန်ပြီးတော့ထက်ထက်တန်တန်လှုပ်ခဲတန်းခဲ့တဲ့အတွက်ကြောင့်ဥစ္စာပစ္စည်းရတော့တကယ့်ကိုပဲရဲရဲဆက်ဆက်ပေါ်တယ် ဒါမဲ့လို့အဲ့ဒါပေါ်လာတယ်သူတည်းတိတ်ပြီးတော့အတိဘယ်မရှိဘူးဖြစ်တယ်။ဘယ်နဲ့ကြောင့်လဲ။အပရာစီနာချုပ်တယ်ခဲ့။ဒါကသူသုံးဆောင်လို့တဲ့စိတ်မရှိဘူးတဲ့။အဲ့ဒါမြတ်စွာဘုရားကဘယ်နဲ့ကြောင့်ဥစ္စာပစ္စည်းပေါ်များပြီးတော့သုံးဆောင်လို့တဲ့စိတ်မရှိရတာတုံးဆိုတာကိုအဲ့ဒီအကြောင်းတရားလေးကိုရှင်းပြတယ်။အခုလို့အမွေခံသာသမီမရှိတာတော့ဒါကအကြောင်းတရားတစ်ခု။ အဲ့ဒီဘုရားမှာဦးဇင်းတို့ဘုရားလောင်းကြီးကအသေးဖြစ်တာအဲ့ဒါသူ့မှာညီတယောက်ရှိတယ်။ตาလေးတယောက်လည်းရှိတယ်။အဲ့ဒီตาလေးနည်းနည်းတိတတ်တဲ့အရွယ်လေးရောက်ပြီလဲဆိုရောညီကိုအပ်တယ်ပေါ့။ဥစ္စာပြည်စီကိုသူကအစတော့ဥဆောင်ပြီးတော့လှုပ်တယ်။နောက်တော့သူကဒီညီနဲ့ဒီသူ့ရဲ့ကြံရစ်တဲ့မိန်းမကိုညီကိုအပ်တယ်ตาနဲ့မိန်းမကိုတောင်းလျှောက်ရစ်ပါ။ ငါတော့ဟိမန္တာဝင်ပြီးတော့ယသိဝတ်တော်မယ်အကုန်လုံးစွန့်ခဲ့ပြီးတော့ဟိမန္တာဝင်ယသိဝတ်တဲ့ဇံပင်ကြီးနေရတယ်အရဏိကြီးဖြစ်တဲ့လူကနောက်တော့အိမ်တော်နေပါလေကြအိမ်တော်ကြတော့သူကလည်းသားလေးတယောက်မွေးသူသားလေးလည်းမွေးပြီလေဆိုရောဒီတူကိုမမြင်ကျင်တော့အဒီကလေးရှိနေလို့ရှိရင်ဒီအမွေတွေအကုန်လုံးကိုခွဲပေးရလိမ့်မယ်အဲဒါကြောင့်ဒီကလေးကိုအစာဖြောက်မယ်ဆိုပြီးတော့ မြေစိတ်ကိုရေချိုးဖို့သွားရင်းနဲ့ရေချိုးခေါ်သွားဟိုကြတော့မြေရည်နဲ့နှစ်တက်လိုက်တယ်အဲ့တော့အပြန်ရောက်တဲ့အခါကျတော့မကြီးဖြစ်တဲ့လူကမေးတာပေါ့သူသားလေးပဲမှာတော့ဆိုတော့အေးရေချိုးရင်းနဲ့ရှားမတွေ့တော့ဘူးဒီလိုနဲ့ပဲဘာမှမပြောရင်းမရှိရင်းနဲ့ပြီးသွားအဲ့ဒါကိုတော်တဲ့မှာရှိနေတဲ့ဘုရားလောင်းရှင်ရဲ့တေးကအပင်ရင်တကိုးနဲ့တည်တယ်အော်အလွန်မိုက်တဲ့လူပဲအဲ့ဒါနဲ့ရောက်လာတယ်ရောက်လာပြီးတော့ငါသားပဲမှာတော့မေးတယ် ပြောရှင်ဗျာမြည်ထည်ရေးသွားချွေနေရေးနေလို့ဆုံးသွားပြီအဲ့ဒါဗျာလောင်းကငါအကုန်တိတယ်တဲ့မင်းကအတွန်မိုက်တဲ့လူပဲဥစ္စာပစ္စည်းဆိုတာအမျိုးမျိုးသောအကြောင်းတရားတွေကြောင့်ပျက်စီးတတ်တဲ့သဘောဘာတန်ဖိုးမှတကယ်သင်သိရှိတာမဟုတ်ဘူးနည်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 းတွေးကြည့်လို့ရှိရင်ဒီလိုမျိုးလောက်ရလောက်အောင်ထိတန်ဖိုးရှိတဲ့အရာတွေမဟုတ်ဘူးအဲ့ဒါမင်းကဘာနဲ့တူလဲဆိုလို့ရှိရင်တော်ထဲမှာအလွန်သေးငယ်တဲ့မေရှေကငှက်နေတူ အဲ့ဒီမှာနမေကြီးမရှိကဇက်ဆိုတာဒါပဲမြတ်စွာဘုရားဟောခဲ့တာပေါ့နော်ငက်သေးသေးလေးတစ်မျိုးရှိတယ်။ तू ကអော်လို့ရှိရင်မရှိကမရှိကလို့អော်တယ်။မရှိကဆိုတဲ့အတိပဲကငါဟာဆိုတဲ့အတိပဲ။တပင်ကြီးကြီးမှနေတယ်။တိတိလာပြီရှင်လည်းမရှိကမရှိကလို့អော်တယ်။အကုန်လုံးငါဟာ။တော်ထဲမှာနေနေတဲ့တိရိစ္ဆာန်တွေအတွက် ဘယ်ဟာကိုပိုင်တယ်ဘယ်ဟာကိုမပိုင်ဘူးလို့ဘာမှပြောလို့မရသူကတော့ငါဟာငါဟာလို့អော်နေတာငှက်ပေါင်းစုံကရောက်လာတဲ့စားရတဲ့သူ့ရဲ့ကြီးတဲ့ငှက်တွေကြီးပဲသူអော်တာဘယ်ဇူးမှလည်းပဲအလေးကလေးမပြုတ်ကြိုလည်းမဆိုင်သူဟာလည်းမဟုတ်သူကသူသူထင်လို့သာလဲငါဟာလို့អော်နေတာဒါဟိုကောင်းနေရစားဒီကောင်းနေရစားသူကတဝင်တိုးတဲ့စိတ်နဲ့ငါဟာငါဟာဆိုတဲ့စိတ်နဲ့ရောက်ရက်ခတ်ပြီးနေတယ် ရတော့အကောင်မျိုးစုံကစားပြီးတော့တီးတွေပါတွေကုန်ပြီဆိုတော့အဲ့ဒါမစင်ချင်းကြီးပဲပြန်ရစ်တယ်အဲ့ဒီတော့လေသူကအော်တော့မဲ့ဒါငါဟာငါဟာလို့အော်တော့မဲ့ဆိုဟုတ်လားအဲ့ဒီမစင်ခါဇက်ရဲ့နောက်ပိုင်းမှာညက်စွာဘုရားကာတာလေးတဘုဟောတယ်အဲ့ဒါလေးကတော့မှတ်သားစရာကောင်းဒီရောဘောဂေအတိကမသင်္ကနာတိစညာတကေတေနာတော်ကိတ်တိန်ဘဘောတိပိစေတက်ကေပမောရတိ လောကမှာအတိဉဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဥစ္စာပစ္စည်းကိုရပြီတနည်းအားဖြင့်စီဝါရေးအဆင်ပြေလာပြီဆိုလို့ရှိရင်တင်္ဂနာတိစ္ဆာညာတကိမောင်တင်တွေဆွေတွေမျိုးတွေကိုယ်အတိုင်းဝန်းတွေကိုထောက်ပတ်ရမယ်ချီးမြှောက်ရမယ်တဲ့လူဆိုတာကိုယ်အတိုင်းဝန်းလေးနဲ့ကိုယ်နေတာအဓိကကိုယ်အတိုင်းဝန်းကိုကြည်ရမယ်ဟုတ်လားဒီတော့ဘောကြီးအဓိကမှာနော်ဉာဏ်ရှိတဲ့လူဆိုတာဥစ္စာပစ္စည်းရလာပြီဆိုရင်ဆိုလိုတာကစီဝါရေးပြေလဲလာပြီအဆင်ပြေလာပြီဆိုလို့ရှိရင်တင်္ဂနာတိစ္ဆာညာတကိ ရွှေတွေမျိုးတွေအပေါင်းတွေတင်နေမိတ်ရွှေတွေတင်ကားတွေဒါတွေကိုဘာလို့မလုပ်ရှင်းမြောရမယ်ကြည်ရမယ်စောင့်ရှောက်ရတင်နာတော့ဂိတ်တိန်ပံဘောတိပစ္စည်းတက်ကေပမောတတိအဲ့လိုမျိုးကိုလည်းပဲသုံးဆောင်ပဲတဘာတော်သူတွေကိုလည်းပေးမယ်ကမ်းမယ်လှူမယ်တမ်းမယ်ဆိုလို့ရှိရင်ပစ္စကဘဝမှာလည်းအဲ့ဒီပုဂ္ဂိုလ်ဟာဂိတ်တိန်ပံဘောတိကြောစောချင်းထင်ရှားခြင်းသို့ရောက်မယ်တဲ့ပစ္စည်းတက်ကေပမောတတိတမလွန်လောကမှာလည်းပဲကောင်းမြတ်တဲ့ချမ်းသာတဲ့ဘဝနတ်ပြည်လောကကိုရောက်လိမ့်မယ်လို့အဲ့လိုပြောတာ ဒါကမရှကဇတ်ရဲ့နောက်ပိုင်းလေးမှာလာတဲ့ကထာလေးပေါ့ဒါကမြတ်စွာဘုရားကနော်ကောသလမင်းကြီးကတန်းတော်မွေကန်သားမရှိတယ်နော်တတိတယောက်သေးသွားတဲ့ခါမှာဥစ္စာပစ္စည်းတွေအကုန်လုံးနန်းရဲ့နန်းတော်မှာမင်းမန္တာဖြစ်နေတင်းရတယ်ဆိုတဲ့အကြောင်းလေးကိုရှောက်လို့မြတ်စွာဘုရားပြောပြတာအကုန်ပြောပြပြီးတဲ့နောက်မှာမြတ်စွာဘုရားကထာလေးဘုတ်ကောသလမင်းကြီးကိုဟောတယ်အဲ့ဒီကထာလေးဘုတ်ကတော့အများကြီးစဉ်းစားတဲ့အကောင်းလေးပေါ့ ဒိညာတနာရသတံရာတဇာတရူပံပရိက္ခဝါပိရတိကိဉ္စီဒါတကမ္မကရပိတရေသတ္တလူစီရင်တော်လောကမှာအရွှေတွေငွေတွေစံတဘာတွေသိမ့်ရှိထားတဲ့ဥစ္စာပစ္စည်းတွေကိုယ်မှာခိုင်းစေထားတဲ့ဂျွန်းတွေအမှုလုပ်တွေအများကြီးရှိကြတယ်တချို့ပေါ့နော်ဆိုလိုတာကဥစ္စာပစ္စည်းတွေပိုင်ဆိုင်မှုတွေပတ်သက်မှုတွေကိုယ်တိုင်တာနဲ့ကိုတော့လူတိုင်းရှိကြလေတဲ့ သဗ္ဗနာရယခန္ဓာပံသဗ္ဗနေခိပခာမိနံရှင်သာကရောတိကာယေနဝါစာယဥဒ္ဒစီတတံသဗ္ဗနာရယခန္ဓာပံဘလောက်ပဲရှိရှိဘလောက်ပဲပိုင်ပိုင်အဲ့ဒါလေးအားလုံးကိုယူသွားလို့ရတာမဟုတ်ဘူးတဲ့သဗ္ဗအလုံးစုံကိုအာရယယူပြီးတော့နာခန္ဓာပံသွားလို့ရတာမဟုတ်ဘူးတကယ်တကယ်အကုန်လုံးကိုယူသွားလို့ရတာမဟုတ်ဘူးတဲ့သဗ္ဗနေခိပခာမိနံအားလုံးကိုထားခဲ့ရမှာတဲ့အလွန်ရိုးရှင်းတဲ့ကိစ္စနော်ဒီဥစ္စာကဟုတ်လားအားလုံးကိုမဖြစ်မဲ့ ထားခဲ့ရမှာထားခဲ့ရမှာစွန့်ပစ်ခဲ့ရမှာနောက်ဆုံးဒီခန္ဓာကိုယ်ကြီးကိုပဲစွန့်ပစ်ခဲ့ရမှာဟုတ်လားအလုံးစုံကိုယူသွားလို့မရဘူးအလုံးစုံကိုစွန့်ပစ်ခဲ့ရမှာထားခဲ့ရမှာရင်စာကရောတိကာယေနဝါစာယဥဒစေသတယူသွားလို့ရမယ့်ရာကဘာလဲဆိုတာလေးဆက်ပြောပါကာယေနကိုဖြင့်၎င်းဝါစာယနှုတ်ဖြင့်၎င်းဥဒထုံးမတပါစေသတစိတ်ဖြင့်၎င်း ရင်စကရောတိအချင်းအမှုကိစ္စကိုပြုတ်လိုက်တယ်ဆိုတာအလုပ်တစ်ခုလုပ်လိုက်တယ်စကားတစ်ခုပြောလိုက်တယ်အတွေ့တစ်ခုတွေးလိုက်တယ်ကာယကံဝစီကံမနောကံကောင်းတာလည်းဖြစ်ခြင်းဖြစ်မယ်ဆိုတာလည်းဖြစ်ခြင်းဖြစ်မယ်ကိုယ်ဖြင့်လုပ်တဲ့အလုပ်နှုတ်ဖြင့်ပြောတဲ့အပြောစိတ်ဖြင့်တွေးတဲ့အတွေ့ဒီအလုပ်အပြောအတွေ့လို့ဆိုရင်ကောင်းသောကံမကောင်းသောကံဒါကမှမဟုတ်ဦးဇင်းကြီးရဲ့ခန္ဓာကိုယ်ဆိုတဲ့စက်ကြီးကအဲ့ဒီကံတရားတွေကိုအမြဲတမ်းမလုပ်နေတော့ထုတ်လုပ်နေတယ်ဟုတ်လားအကြောင်းတရားတွေအနေနဲ့အမြဲတမ်း ထုတ်လုံနေတယ်။တင်ကြီးတတ္တတကံဟောဒီတင်စအာရာယကိစတိအေးအဲ့ဒီကံတရားတွေအဲ့ဒီအပြုမှုအဲ့ဒီအပြောဆိုအဲ့ဒီအတွေ့အကြံတွေရဲ့နောက်ကွယ်ရနေပြီးတော့တွန်းအားပေးနေတဲ့စေတနာဆိုတာရှိတယ်။အဲ့ဒီစေတနာကိုကံလို့ပြောတာဟုတ်လား။အဲ့ဒီစေတနာဆိုတဲ့ကံတရားအဲ့ဒါဒီသာလေတဲ့တင်ကြီးတတတကဟောဒီအဲ့ဒီပုံကိုရကိုပိုင်ဥစ္စာဖြစ်တယ်တဲ့။ဘယ်မှထားခဲ့လို့ကိုမရဘူးအဲ့ဒါကကိုတကယ်ပိုင်တဲ့ဥစ္စာပြည့်စုံဆိုတာအဲ့ဒါလေ တင်းစအာရာယခေစတိတဲ့အဲ့ဒါကိုယူပြီးတော့သွားကိုသွားရလိမ့်မယ်ထားခဲ့ခြင်းတို့ကိုမရကောင်းကောင်းမကောင်းကောင်းအဲ့ဒီဥစ္စာကိုဥရှင်တို့တပါးလေးယူဆောင်သွားရမယ်တင်းစတဲ့အနုကဟောတိဆာယဝအနုပါယင်းဒီဥပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်ဆာယဝအနုပါယင်းဒီကိုယ်နဲ့မခွဲမခွာကိုနားမှာအမြဲတမ်းရှိနေတဲ့ကိုယ့်ရဲ့အရေးဟာကိုနောက်ကိုအမြဲတမ်းလိုက်နေတယ်လို့နော်တင်းစတဲ့အနုကဟောတိအဲ့ဒီကိုလှုပ်ထားတဲ့အလုပ်တွေစေတနာတွေကိုအဓိကပြောတာနော်ဟုတ်လား ကောင်းတဲ့စေရနာမကောင်းတဲ့စေရနာစေရနာဆိုတာတိုက်တွန်းနှိုးဆော်ခြင်းလို့အဓိပ္ပာယ်ရတယ်အလုတ်တစ်ခုလှုပ်ဖြစ်သွားအောင်စကားတစ်ခွန်းပြောဖြစ်သွားအောင်အတွေ့တစ်ခုတွေးမိသွားအောင်အဲ့ဒီစေရနာရဲ့တွန်းအားနဲ့ဦးဇင်းတို့လဲပတ်နေကြတာစေရနာတွန်းအားမပါဘဲနဲ့ကောင်းတော့အလုတ်မကောင်းတော့အလုတ်ဘယ်အလုတ်မှအလုတ်မဖြစ်ဘူးဟုတ်လားတအားစေရနာကိုကံလို့ပြောတာနော်စေရနာဘိကဝေကမ္မံဝရာမိဟုတ်လားအဲ့ဒါမြတ်စွာဘုရားရိုးရိုးလေးပဲ အရာအလုံးကိုယူသွားလို့မရဘူးအရာအလုံးကိုစွန့်ပစ်ခဲ့ရမှာတကယ်ယူသွားလို့ရတဲ့အရာတကယ်ယူသွားယူကိုသွားရမယ့်အရာပါတော့ယင်စကရောတိကာယေနဝါစာယဥဒ္ဒစီတတကိုလုံးနှုတ်လုံးစိတ်အလုံးဟုတ်လားအဲ့ဒီအလုံးတွေကိုတွန်အားပေးလှုပ်ဖြစ်အောင်လုပ်နေတဲ့စေတနာအဲ့ဒါကိုကံလို့ခေါ်တာဟုတ်လားတင်ကြီးတတတကဟောဒီတင်စအာရာယကိစ္စဒီအဲ့ဒါဟာကိုယ်ဥစ္စာဖြစ်တယ်အဲ့ဒါကိုကိုယူသွားရလိမ့်မယ် တင်ဆက်တဲ့အနုကဟောတိဆာယဝအနုပါယိနီကိုယ့်ရဲ့အရေးဟာကိုနောက်ကိုအမြဲတမ်းလိုက်နေသလိုအဲ့ဒါတွေဟာကိုနောက်ကိုအမြဲတမ်းလိုက်နေမဲ့အရာတွေလို့ပြောတာအဲ့ဒါကြောင့်မြတ်စွာဘုရားတိုက်တွန်းချက်ကလေးပေးတယ်တတမကရေယကလျာဏနိစီယံတံပရာယိကံပုံညာနိပရာလောကသမိပဋိဌာဟောတိပါဏိနံအဲ့ဒါကြောင့်မို့လို့တဲ့တမလွန်လောကရဲ့အကျိုးရှိဘဝကိုရှာမိလို့ရတဲ့ပုံကိုယ်တွေဟာကောင်းမြတ်တဲ့အလုပ်ကိုလုပ်ရမယ်ပုံညာနိပရာလောကသမိပဋိဌာဟောတိပါဏိနံ ဟုတ်တယ်တဲ့ကောင်းမှုဆိုတာနော်တမလွန်လောကအတွက်တတ္တဝါတွေအတွက်ထောက်ရတည်ရာဖြစ်တယ်တဲ့တို့ဒီနေရာမှာတမလွန်လောကဆိုတဲ့စကလုံးလေးကိုတမျိုးလေးတွေးကြည့်နေတယ်ကျတော့တမလွန်လောကလို့ပြောရင်ဒီဘဝပြီးတော့မှနောက်ဖြစ်သွားတာကိုတမလွန်လောကလို့ဒီလိုပဲတွေးကြတာနော်အဲ့လိုဆိုရင်အခုဖြစ်နေတဲ့ဘဝအခုဖြစ်နေတဲ့အနေဒါအရင်ဘဝအရင်အနေဒါနဲ့ရှင်လိုက်မယ်ဆိုရင်အရင်ဘဝကနေကြည့်မယ်ဆိုရင်အခုဖြစ်နေတဲ့အနေဒါဘာလို့ပြောမလို့ အဲ့ဒါကြည့်ရအောင်နော်စဉ်းစားစဉ်းစားဟုတ်လားအခုဖြစ်နေတဲ့အခြေအနေဟာငကိုဖြစ်ခဲ့တဲ့အနေအထားအနေလှမ်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တမလွန်လောကပဲအဲ့လိုဆိုရင်ဦးဇင်းတို့တမလွန်လောကဆိုတာကိုဘယ်လိုနားလည်သင့်တော့အနာဂတ်လို့နားလည်သင့်တယ်ဟုတ်လားကျွတ်တို့အနာဂတ်ကိုဖြတ်တန်းရအောင်မသွားရအောင်ပါဟုတ်တယ်မဟုတ်လားကိုကဘဝရဲ့ပုံမှာဖြစ်စဉ်တွေရဲ့ပုံမှာ ြည်ပြီးဝဝနားမလည်နိုင်နေတဲ့အတွက်ကြောင့်ဒီဘဝဒီဖြစ်စဉ်တွေရဲ့ပုံမှာနီးမျိုးစုံနဲ့မမောမှုဆိုတာရှိတယ်။အထူးသဖြင့်ဘဝရဲ့ပုံမှာဆွဲမမှုဟာရှိကိုရှိနေတယ်။အဲ့ဒါကိုဘယ်လိုပြောမလို့ဘဝတဏ္ဏ။အဲ့ဒီဘဝတဏ္ဏရှိနေသေးသမျှနော်ဘဝကိုလိုချင်သည်ဖြစ်စီမလိုချင်သည်ဖြစ်စီဘဝဆက်ဖြစ်အောင်မလို့ယုံကြည်သည်ဖြစ်စီမယုံကြည်သည်ဖြစ်စီဒီဖြစ်ချင်းတရားဒီဘဝတွေဟာဆက်ဆက်ပြီးတော့ဖြစ်နေအောင်ပဲ။ အဲ့ဒါကိုဘာလို့နားလဲရမလို့တမလွန်လောကလို့နားလဲရဟုတ်လားတတ္တမကရိယကလျာဏနိစီယံတံပရာယိကံတံပရာယိကဆိုရတမလွန်လောကရဲ့အကျိုးရှိဝါနောက်အနာဂတ်ရဲ့အကျိုးရှိဝါလို့နော်လူငယ်တွေနားလဲအောင်ရူရူလေးအဲ့လိုပြောမယ်ဆိုရင်လည်းပြောလို့မရနိုင်ဘူးလားရတယ်နော်ဆိုလိုတာကကုသိုလ်ကောင်းမှုဆိုတာအနာဂတ်အမှာနော်လူအလုံးရဲ့တတ္တဝအလုံးရဲ့ထောက်ရတရားဖြစ်တယ်လို့ပြောတာပါပဲနော်ပုံညာတိပရလောကသမိပရိဒါဟောတိပါဏိတတ္တဝရဲ့အနာဂတ်ကာလ ကုသိုလ်ကောင်းမှုတွေထောက်တရားဖြစ်တယ်။တနည်းအားဖြင့်ထောက်တရားဆိုတာအကိုရာလို့ပြောတာ။တို့ဟာအချိန်တောင်ခရီးသွားတဲ့အနေအထားမျိုးနဲ့ရှင်းကြည့်မှပို့ပြီးတော့ဒီစကလုံးလေးကစဉ်းစားလို့ကောင်း။ဟုတ်လား။ဟိုရေလန်းခရီးကိုလေတို့တင်မလို့နဲ့သွားတယ်။ကမ်းသိမ့်လို့လေတို့တင်မလို့မှောက်တယ်ပြက်တယ်ဆိုလို့ချင်းရေထဲမှာလူသားဟာထောက်တရားကိုရဖို့မလွယ်ဘူး။ဟုတ်လား။ဒါကျွန်းတကျွန်းရောက်သွားမယ်။ဒါမှမဟုတ်ဖောင်ကိုတွေ့မယ်။ဒါမှမဟုတ်ကိုနော်မနစ်အောင် ရက်တီလို့ရမယ်အရာတစ်ခုစွဲကင်လို့ရတဲ့အရာတစ်ခုရှိရင်ဩကိုယ်အတွက်ထောက်တရားလေးရတယ်ထောက်တရားမရှိဘူးဆိုမှဖြစ်သွားတော့နစ်မွန်းသွားမှာပေါ့ဟုတ်လားတီရာမှီရာဆိုတာအဓိကဘာကိုရည်ညွှန်းတာတော့အာကိုရာကိုပြောတာနော်ဒါကြောင့်ပုံညာနိပရလောကသမိပရိဒ္ဓဟောတိပါဏိနံကုသိုလ်ကောင်းမှုဆိုတာတတ္တဝါတွေအတွက်အနာဂတ်ကာလမှာမတော့ထောက်ရာတီရာအာကိုရာကြီးဖြစ်တယ်တရားစွာဘုရားက ဘဝနဲ့ပတ်သက်ပြီးတော့အလုံးအခြေခံကြားတယ်နော်အမြင်တွေကိုချပြတယ်လို့မဆိုနိုင်ဘူးလားဆိုရင်တော့ဂါထာ၄ဘုတ်ပြောသွားတာဟုတ်လားတတဝတိုင်းတတဝတိုင်းဟာကိုယ်တိုင်းတာနဲ့ကို ပိုင်ဆိုင်မှုတွေရှိကြတယ်ရွှေရင်ငွေတွေစာရည်သဘာတွေပိုင်ဆိုင်မှုတွေဟုတ်လားခိုင်းရစီရတွေအမျိုးမျိုးပေါ့ဟုတ်လားအဲ့ဒါတွေအကုန်လုံးကဘာလို့ယူသွားလို့မရဘူးအကုန်လုံးကစွန့်ပစ်ခဲ့ရမယ့်အရာဖြစ်တယ် ကိုလှုပ်ထားတဲ့အလုပ်ကိုပြောထားတဲ့အပြောကိုတွေးထားတဲ့အတွေးအဲ့ဒီကာယကံမှုဝစီကံမှုနောကံမှုအဲ့ဒါတွေဖြစ်အောင်တွန်းအားပေးနေတဲ့စေတနာအဲ့ဒီကံတရားသီးသာလည်းကိုပိုင်နေအဲ့ဒါကိုသာလည်းကိုယူသွားရလိမ့်မယ်ကိုယ့်ရဲ့အရေးကိုကိုထားခဲ့လို့မရတယ်လို့အဲ့ဒါတွေကိုလည်းကိုထားခဲ့လို့မရဘူးကောင်းကောင်းဆိုးဆိုးယူသွားရမယ်ဟုတ်လား ဒါကြောင့်အနာဂတ်မှာနော်ကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာထောက်ရတရားတခုအနေနဲ့မိကိုရအားအထားရတခုအနေနဲ့ရကျင်တယ်ဆိုလို့ရှိရင်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဘာလို့မလို့ကောင်းမှုပြုရမယ်ဟုတ်လားအခုဒါကကောသလမင်းကြီးကိုမြတ်စွာဘုရားဟောပြတဲ့ဂါထာလေးတွေပေါ့နော်ကောင်းမှုကိုပြုရမယ်ကောင်းမှုသည်တမလွန်လောကရဲ့ထောက်တရားဖြစ်တယ်ဆိုတဲ့နေရာမှာကောင်းမှုကိုလည်းပဲအကျံသာဖြင့်၄မျိုးလောက်နားလည်ရမှာ အခုကဒါနာကောင်းမှုကိုခြေခံပြီးတော့ဥတည်ပြီးတော့ပြောနေလို့ဒါနာတစ်ခုတည်းကောင်းတယ်ကောင်းမှုလို့မှတ်သားထားလို့မပြည့်စုံဘူးနော်ကောင်းမှုကတူရရှုပြီးအမျိုးအစားခွဲလိုက်မယ်ဆိုရင်ဘယ်နှမျိုးလောက်ကွဲသွားလဲ၄မျိုးနော်ဒါနာရယ်တီလာရယ်တမာတိရယ်ပညာရယ်ဟုတ်လားတမာတိနဲ့ပညာကိုဘာဝနာနဲ့ထည့်ပြီးတော့ဒါနာတီလာဘာဝနာလို့ပြောမယ်ဆိုရင်လည်းရပါတယ်ဒါပေမဲ့အသေးစိတ်ကလေးပြောမယ်ဆိုရင်တော့ဒါနာတီလာတမာတိပညာ ဟုတ်လားပေကံဆွမ်းကျဲလှူဒန်းခြင်းဆိုတဲ့ဒါနကိုယ်နဲ့နှုတ်ကိုစောင့်သိခြင်းဆိုတဲ့သီလမိမိတို့ရဲ့စိတ်ကိုနော်တည်ငြိမ်အောင်တိတ်နိုင်တိတ်နိုင်တဲ့စောင့်သိမှုရှိတဲ့စုစည်းမှုရှိတဲ့ဆိုတဲ့တမာတိဘဝခန္ဓာရဲ့အကြောင်းကို အမှန်ကန်သိတယ်မြင်တယ်နားလည်တယ်ဆိုတဲ့ပညာအဲ့ဒီကုသိုလ်အုပ်စုကြီး၄မျိုးမှာနော်တစ်မျိုးတစ်တစ်မျိုးဟာတာလွန်နဲ့မြင့်မြတ်တဲ့ကောင်းကျိုးချမ်းသာကိုဖြစ်ထွန်းစေတဲ့စွမ်းရည်တတ္တိတွေရှိကြတယ်ဒါနထက်သီလသည် ပို့ပြီးတော့တန်ဖိုးကြီးတယ်။သီလထက်တမာတိတွေပို့ပြီးတော့တန်ဖိုးကြီးတယ်။တမာတိထက်ပညာတွေပို့ပြီးတော့တန်ဖိုးကြီးတယ်။ပညာကတော့ကုသိုလ်တရားတွေထဲမှာထိတ်ဆုံးမှရှိတယ်။ပညာဆိုတာကတော့ဘဝခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိတာ။အခုယောဂီတို့စ조사အထုတ်နေရတယ်ဆိုတာအဓိကအဲ့ဒီပညာကိုရှာတာပဲ။တည်တည်တည်တိုက်တာကိုသိအောင်။ဘာကိုတည်တည်တည်တိုက်တဲ့အရာလို့နားလည်ရမှလဲ။ဒီခန္ဓာရဲ့တဘာဝဟာတည်တည်တည်တိုက်တဲ့အရာလို့နားလည်ရမှာ။ ့ဒီခန္ဓာရဲ့အကြောင်းကိုမသိလို့ဒီခန္ဓာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့တွေဟာအမျိုးမျိုးသောမှားယွင်းမှုတွေနဲ့ကိလေသာတရားတွေရဲ့လောင်ကျွမ်းမှုကိုခံကြရလားဟုတ်လားဒီခန္ဓာရဲ့အကြောင်းဒီဘဝအကြောင်းကိုသိရင်သိသလောက်မှားယွင်းမှုနေပြီးတော့နော်အမှားတွေနေတော့ဆင်းရဲနေတာပေါ့နော်ဆင်းရဲဒုက္ခတွေဆိုတာအမှားတွေကနေဖြစ်လာတာဟုတ်လားဒါကြောင့်အဲ့ဒီအမှားတွေကိုစေကျော်ဖို့အဲ့ဒီအမှားတွေကိုကုစားဖို့အတွက်ဦးညိုတို့တွေဟာဒီအလုပ်ကိုလုပ်နေကြတာ တဲ့တဲ့ပြောရင် အမျက်ဆုံးကုသိုလ်ကိုရှာကြတာပေါ့အမျက်ဆုံးကုသိုလ်ကဘာလဲပညာပညာဆိုတာ အမှန်ကိုသိတာပြောတာဘာရဲ့အမှန်လဲလို့မေးရင်ခန္ဓာရဲ့အမှန်ဘဝရဲ့အမှန်ဟုတ်လားဘဝရဲ့အမှန်နော်ဘဝဆိုတာဖြစ်ခြင်းလို့အဓိပ္ပာယ်ရတယ်လို့ကျင့်ကြံဖတ်တတ်ဥစဉ်တို့ပြောဦးတယ်ဟုတ်လားဘဝဆိုတာဘာလဲဖြစ်ခြင်းအာရဖြစ်တာတော့မြင်မှုမျိုးစုံကြားမှုမျိုးစုံအနံ့ရမှုမျိုးစုံ ရတာတည်မှုမျိုးစုံတွေ့ထိမှုမျိုးစုံတွေ့ကြံမှုမျိုးစုံအကြောင်းအားလျော်စွာဖြစ်နေကြတယ်အကြောင်းအားလျော်စွာဖြစ်နေကြတယ်အဲ့ဒီမြင်ကြတဲ့စာတိတွေ့ဆိုတဲ့တဘာဝတရားတွေဖြစ်တာကိုပဲအကြောင်းပြပြီးတော့စီထဲမှာချမ်းသာတယ်ဆင်းရဲတယ်ဝမ်းသာတယ်ဝမ်းနေတယ်ဆိုတဲ့ခန္ဓာချက်တွေဟာဆက်ဖြစ်တယ်ဘဝဆိုတာဒါပဲလေအဲ့ဒါတွေဖြစ်နေတာကိုဘဝလို့ပြောတာမြင်မှုတွေဖြစ်နေတာကိုဘဝလို့ပြောတာ ရားမှုတွေဖြစ်နေတာကိုဘဝလို့ပြောတာအဲ့ဒါတွေကိုအရှင်တော်ကလိုက်ပြီးတော့သိနိုင်အောင်ကြိုးစားတာကျွတ်တော့မြင်တာမြင်နေတာမြင်မှုရဲ့သဘာဝကိုမသိဘူးကြားတာကြားနေတာကြားတာရဲ့သဘာဝကိုမသိဘူးမြင်လိုက်ပြီးကြားလိုက်ပြီးဆိုရင် နောက်ကိုရတော့ရှောက်အတွေးတွေကပဲလွှမ်းမိုးသွားတာငါမြင်လိုက်ပါလားမြင်တဲ့သဘောလေးဖြစ်သွားပါလားငါကြားလိုက်ပါလားကြားတဲ့သဘောလေးဖြစ်သွားပါလားလို့အတိအမှန်မပြုတ်လိုက်မိဘူးဒါကြောင့်သူတို့အကြောင်းကိုနားမလဲအဲ့လိုပဲစားတဲ့တောက်တဲ့ တွေးတယ်ကြံတယ်ချမ်းသာတယ်ဆင်းရဲတယ်ဖြစ်တော့ဖြစ်နေတာပဲဒီခန္ဓာမှာဒီသဘောဝတရားတွေဟာဖြစ်နေပြီလို့သူတို့ကိုသိအောင်ကိုကဥလဲပြီးတော့နော်ညံနဲ့ဥတည်မပေးတဲ့အခါတတိနဲ့ဥတည်မပေးတဲ့အခါကျတော့သူတို့တွေဖြစ်တော့ဖြစ်သွားကြတယ်ကိုနားမလဲလိုက်ဘူးဟုတ်လားအဲ့တော့နားမလဲတော့ထင်ရင်လို့ရှောက်ထင်နေတာပေါ့ပုဂ္ဂိုလ်တတ္တဝါလို့ထင်တဲ့အထင်မှားရတော့အခြေခံခိုင်ခိုင်မာမာလွယ်မာမှုအနေနဲ့ရှိနေနော်အဲ့ဒါကိုအရင်တို့နေပါအောင်မလုပ်မလို့စူးစမ်းကြရအောင်ဟုတ်လား ကြောင့်ဒီဖြစ်နေတဲ့ဘဝဆိုတဲ့တဘာဝတရားတွေကိုဒလဇက်တတိထားနေခြင်းအပြင်ဒီဖြစ်ခြင်းတရားဒီဘဝရဲ့အမှန်တရားတွေကိုဦးဇင်းတို့သိရလိမ့်မယ်ပေါ့ဘဝရဲ့အမှန်တရားကဘာတော့အိစာဒုက္ခအနတ္တပဲเนาะအာကြီးပဲဖြစ်လာ ဖြစ်လာဒီမြဲနေတယ်ဆိုတာရှိတာမှမဟုတ်ပဲအခိုက်အတန့်ကြီးပဲသွားနေတာလေဟုတ်တယ်မဟုတ်လား စင်ပြေပြေမပြေပြေစီတိုင်းကြာကြာမကြာကြာယောဂီတို့အကုန်လုံးကအခိုက်အတန့်လေးတွေကြီးတောင်းနေတာလို့ဒါကိုအချိန်ကခိုက်ခိုက်မာမာစီထဲမှာတည်ထားရမယ်တရားတထိုင်ပြီးတထိုင်ထိုင်နေထိုင်နေတော့မှလည်းပဲဝင်လေထွက်လေတစ်ခုပြီးတစ်ခုသွားတယ်တစ်ခုပြီးမှတစ်ခုဆက်ဖြစ်နေတာကြီးပဲအကုန်လုံးဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဦးဇင်းတို့ဖြစ်စဉ်တွေကိုတလဆက်မျက်ချိမပြတ်သတိနဲ့တော့အဆောင်ကြည့်နေခြင်းအဖြစ်ဒီအမှန်တရားကိုဦးဇင်းတို့အမိဖမ်းနိုင်လိမ့်မယ် တတိမရှိကြလို့သာစောင့်မကြည့်ကြလို့သာဒီတဘာဝတရားတွေရဲ့အနိစ္စတဘာဝအမှန်ကိုဦးဇင်းတို့နားလည်ခွင့်မရကြတာဟုတ်လားတတိကိုဆွဲဆွဲမြည်မြဲတားပြီးတော့ဖြစ်လာတဲ့တရားတွေကိုတော့အကောင်းဆုံးမရွေးချယ်ဘဲနဲ့ဘာရညာရဲ့မတတ်မှတ်ဘဲနဲ့ဖြစ်လာတာကိုအတိအမှတ်ပြုပြီးတော့ထိုင်ပြီးတော့စောင့်ကြည့်နေမယ်ဆိုရင်ဒါတွေဟာဘာတွေလဲဆိုတော့ရိုးရှင်းရှင်းနားမလည်နိုင်မိဘူးလားနားလည်နိုင်မယ်အဲ့ဒါယောဂီတို့လုပ်နေတဲ့အလုပ်ပဲနော် တိကဗာရခြင်းလို့လည်းပညာရခြင်းလို့ပေါ့နော်မတည်မြဲမှုဆိုတဲ့အမှန်တရားကိုသိပေါ့အဲ့ဒါကိုအတိအမြင်များမှဩဘာတွေဖြစ်နေလို့မှတည်မြဲတဲ့သဘောမဟုတ်တဲ့တွေ့ကြောင်းဘာကြီးပဲဖြစ်နေဖြစ်နေကောင်းတဲ့သဘောမဟုတ်ပါလားလို့တဖြည်းဖြည်းနဲ့ဒုက္ခသဘောကိုရင်းမိလာနိုင်တယ်ပေါ့ဘာတွေပဲဖြစ်လာဖြစ်လာဘာမှတည်မြဲမှုမရှိတဲ့တွေ့ကြောင်းဖြစ်ချင်းတရားတွေဟာဘာတန်ဖိုးမှမရှိပါလားလို့အနတ္တသဘောကိုလည်းနားလည်လာနိုင်တယ်ပေါ့ တော့ရှင်ဦးကျင်းတို့တွေကဖြစ်ချင်းတရားရဲ့အကြောင်းကိုနားမလည်တဲ့အခါကျတော့အမျိုးမျိုးသောနော်တဘာဝတရားတွေရဲ့ပုံမှာအထင်မှားကြတာဟုတ်မှားမှုတွေကိုချေဖြတ်ဖို့အတွက်နေစာဒုက္ခအနတ္တကိုဦးကျင်းတို့သိအောင်လုပ်ရမယ်နေစာဒုက္ခအနတ္တကိုသိဖို့အတွက်ဦးကျင်းတို့တွေကဒလဇတ်တတိထားရရလိမ့်မယ်အဓိကအဲ့ဒါပဲနော်ဒါကြောင့်အခါအားလျော်စွာတရားဘာဝနာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောမယ်ဆိုတာဒါပဲဟုတ်လားဒါကြောင့်ကိုလုံနေတဲ့အလုတ်ကလေးတွေနဲ့ဆက်ဟပ်ပြီးတော့ နားလည်မှုကြီးမားအောင်တိဆောက်ဖို့မလိုဘူးလားလိုရအောင်အဲ့လိုဆိုရင်ဦးဇင်းတို့တရားဟောတာတော်တော်လေးအချိန်များသွားပြီမိနစ်30လောက်တရားဘာဝနာများကိုဆက်သပြီးတော့ပွားများကြမယ်နော်အဲ့တော့အနုမောဒနာတရားစကားကိုအဲ့ဒီညနေပဲ